ီယိုလေးမစခင်မှာထုံးစံအတိုင်းဒီဗီဒီယိုကြိုက်လို့ကျွန်တော်ကို support ပေးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုလက်မှတ်လေးနှိပ်ပြီးတော့တခြား Telegram Facebook Gaming Group တွေမှာ share ပေးခြင်းဖြင့်ကူညီပေးခဲ့လို့ရပါတယ်။ Once human နဲ့ပတ်သက်တဲ့ content တွေကိုဒီတစ်မှတ်ကသိခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရအောင် notification လောင်းလေးကိုလည်းဖြန့်တားကြဖို့ပြောခြင်းပါတယ်။နောက်ပြီးတော့ Once Human ကိုကျွန်တော်ညတိုင်း live လွှင့်တာမလို့ကျွန်တော်ရဲ့ live မှာလည်းသိကျင်တာတွေကိုလာရောက်မေးမြန်းလို့ရပါတယ်။ကြည့်ဒါဆိုရင် video လေးကိုပဲဆက်လိုက်ကြရအောင်။ အားလုံးပဲမင်္ဂလာပါ Mei Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Little Joe ဆိုတဲ့ SMG ကိုဘာရင်နဲ့တွဲဆော်ပြီးတော့ဘယ်လိုကျင်းအောင်ကန်ရမလဲဆိုတာကိုပြောပြပေးသွားမှာပေါ့နော်ကျွန်တော်ပထမဦးဆုံးအနေနဲ့ Little Joe မှာပါတဲ့ Gun Effect တွေကိုအရင်ဆက်ရှင်းပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါ Little Joe မှာပါတဲ့ Gun Effect တွေပေါ့နော်ဒီမှာဆိုရင်ပထမဦးဆုံး Effect မှာကျွန်တော် Enemy ကိုထိတိုင်း Unstable ပုံမှာဆိုတဲ့ Effect ထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော် unstable ပုံပါဆိုတာပါလဲတစ်ချက်ကြည့်မယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါ unstable ပုံပါရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့နော်။ ော် ansible ပုံမှာ AOE ယူမှာ instant damage ပေါ့နော်အဲ AOE လေးနည်းနည်းထိမယ်ပြီးရင် instant damage ပေါ့နော်ဟုတ်ဒီမှာဆိုလို့ရှိရင် ansible ပုံမှာတစ်ခါထွက်တိုင်းကျွန်တော်ရဲ့ PSI intensity ရဲ့100%ကို static damage အနေနဲ့အဲ0.1 second နေလို့ရှိရင်ပြီးတော့ blast damage အနေနဲ့ထွက်တယ်ပေါ့နော်အဲ blast ကကျွန်တော်ပောက်တာပေါ့နော်ဘုံးနေပါလေပောက်လို့ပဲပောက်ခွဲတဲ့ effect အနေနဲ့ထွက်တာအဲ့ပောက်ခွဲတဲ့ area ကကျွန်တော်1.5 meter အတွင်းကို damage ထိတယ်ပေါ့နော် AOE အသေးလေး ဒါပေမဲ့လို့ကျွန်တော်တို့အဲ့ပောက်ကွဲတဲ့ area ရဲ့အဆွန်နေမှာရှိနေဇွန်ဘီတွေကြာရင်တော့ကျွန်တော် damage ရော့ထိတယ်ပေါ့နော်။တော့အနေဆုံး90%ခန့်တုန်းအထိရော့တယ်။ကျွန်တော်ဒီမှာဆိုလို့ရှိရင် SA ပဲပုံမှန် effect တစ်ခါထွက်တိုင်းသူတို့ဘုံပေါက်တလို့မျိုးလေးပေါက်တယ်ပေါ့နော် effect ဝင်တဲ့ enemy ကနေပြီးတော့ဒါပေမဲ့လို့ကျွန်တော်တို့ပေါက်တဲ့ damage ရဲ့ AOE အဆွန်လေးမှရှိနေတဲ့ကောင်တွေကတော့ damage ရော့ထိတယ်ပေါ့နော်။နောက်ထပ်ကျန်တဲ့အနေနဲ့ကသူ့ရဲ့ element type က bless element type ြော element တွေရထုံးစံအတိုင်း crit မထဘူး weak spot မထီဘူးပြီးတော့ rain wave သွားရင် damage ရောမသွားဘူးကျွန်တော်နောက်တစ်ခုပြောပြရရှိတာကကျွန်တော် unstable ပုံမှာမှာကြာလို့ရှိရင် element type က bless လို့ရေးထားပြီးတော့ကျွန်တော်ဒီမှာရှိနေတဲ့ element bonus type ဒီမှာ bless မရှိဘူးပေါ့နော် blaze ရယ် frost ရယ် shock ရယ် explode ရယ်ဆိုပြီးတော့၄ခုပဲရှိတာဒါပေမဲ့လို့ကျွန်တော်တို့ဒီမှာ translation မှားနေတာပေါ့နော်ဒီ explode ဆိုတဲ့ဟာက bless damage နောက် blaze နဲ့မှားမယ်ပေါ့နော်ဒီအောက်ဆုံးက explode က bless damage ပေါ့နော်ဟုတ်ပထမဦးဆုံးအဖက်မှာကျန်တာကျွန်တော်တို့ အဲ့ unstable ပုံမှာ0.9 second ကုတောင်းရှိတယ်ပြီးတော့ player တွေဆိုရင် damage 40ရာခိုင်နှုန်းပဲထိမယ်ပေါ့နော်ကျွန်တော်တို့ little jaw မှာတစ်ခုတည်ရမှာကျွန်တော်တို့တစ်ပြင်ကန်နေမှာဆိုလို့ရှိရင်တို့က effect တွေကို trigger chance တွေနဲ့လာတာမျိုးရှိတယ်ဥမာ block chance နဲ့ trigger ဖြစ်တယ်တို့အဲဘယ်နှချက်ပြင် trigger တယ်တို့အဲ့လိုမျိုး gun effect တွေက trigger chance တွေ effect တွေနဲ့လာရပေါ့နော်ဒီကောင်မှာကျတော့ကျွန်တော်တို့ထိတာနဲ့ effect ကထွက်ပြီးဒါပေမဲ့လို့0.9 second ကုတောင်းရှိမယ် အော် now effect တခုက little joe unstable ပုံမှာပောက်ဖို့ဆိုလို့ရှိရင်0.2 second ကြာမှ ပောက်တယ်ပေါ့နော်အဲကျွန်တော်တို့ပုံမှန် instant damage တွေကအဲ့ effect ဝင်ပြီဆိုတာနဲ့အဲ့ effect ပောက်တာဖြစ်ဖြစ်ထိတာဖြစ်ဖြစ်သူကတန်းထိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် unstable ပုံမှာအဲ့လိုမဟုတ်ဘူးသူက effect ဝင်သွားပြီးတော့ delay ပြီးမှခဏနေမှပောက်တယ်ပေါ့နော် သူ gain effect မှာကွာ0.1 second delay ပါတယ်ဒီ gain မှာကျွန်တော်0.2 second delay ထပ်ထည့်လိုက်တယ်ပေါ့เนาะအဲ့တော့ဒီ gain effect မှာလည်းကျွန်တော် unstable ပုံမှာ effect ဝင်သွားပြီးရင်ကိုပေါက်ဖို့0.3 second delay ပြီးမှပေါက်တယ်ပေါ့เนาะ ကျွန်တော်နောက်အဖက်မှာဆိုလို့ရှိရင် NCB ပုံမှန်အဖက်ဝင်ရဲ့ enemy ကို NCB ပုံမှန်မပေါက်ခင်ပြည့်ရင်ကျွန်တော်ရဲ့ NCB ပုံမှန်ရဲ့ damage က20%တိုးတယ်ပေါ့နော်ပေါက်တဲ့ damage ကနောက်ထပ် effect တစ်ခုမှာဆိုရင်လည်းကျွန်တော်ရဲ့ NCB ပုံပါကပေါက်ဖို့0.1 second delay တိုင်းမှာကျွန်တော်ရဲ့ NCB ပုံမှန် damage ကို1500ခန့်နှုန်းစီပေါင်းသွားတယ်ပေါ့နော်ကျွန်တော်တို့ရိုးရိုး NCB ပုံမှန် effect မှာကွာ0.1 second delay ပါပြီဒါဒီ gain မှာ အဲ0.2 second delay ပါတယ်အဲ့တော့0.3 second အဲ့မှာလည်းကျွန်တော်တို့က unstable ပုံမှာ damage 45ရာခိုင်နှုန်းရနေပြီပေါ့နော်အဲ့ဒါပြင်မှာကျွန်တော် unstable ပုံမှာမပေါက်ခင် delay နေရဆက်ချာမှာတနက်နဲ့ရအောင်ပြစ်နိုင်တယ်ဆိုလို့ရှိရင် unstable ပုံမှာ damage ကို20ရာခိုင်နှုန်းထပ်ပေးသေးရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကန်ရဲ့ overall damage ထွက်တဲ့ပုံစံကကျွန်တော် unstable ပုံပါကို delay နိုင်လေး damage ပို့ထွက်လေးပေါ့နော် unstable ပုံမှာ delay တယ်ဆိုတာကိုနားမလည်တဲ့တွေ့အတွက်ကျွန်တော်ဒီမှာပြပေးထားမယ်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ litter jaw မှာပြစ်လိုက်တာနဲ့ unstable ပုံမှာ effect ဝင်ကိုဝင်နေပေါ့နော် အခုဆိုလို့ရှိရင် enemy ကိုပစ်လိုက်တယ်ပစ်လိုက်ပြီးရင်အဲ့ enemy က anti ပဲပုံမှန် effect ဝင်သွားတယ်ဝင်သွားပြီးရင်ကျွန်တော်တို့ချက်ချင်းမပေါက်ဘူးပေါ့နော်ချက်ချင်းမပေါက်ဖ ೇನೆ ပေါက်ဖို့ခဏကြာတယ်ပေါ့နော်အဲ့ကြာနေတဲ့အချိန်ကိုကျွန်တော်တို့ delay တာလို့ခေါ်ရပေါ့နော်အဲ့ဒါကြာကြာ delay လေး damage ပို့ထွက်မယ် delay နေတဲ့အချိန်တွင်းမှာ enemy ထိအောင်ပြင်လဲ damage ပို့ထွက်တယ်ပေါ့နော် အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ literature မှာတက်လို့ရမယ် calibration တွေအကြောင်းဆက်ပြောကြမယ်ပထမဆုံးတစ်ခုကတော့ကျွန်တော် exhaust time ပေါ့နော် exhaust time ကတော့ကျွန်တော်တို့ literature နဲ့လုံးလုံးမသက်ဆိုင်ဘူးလို့ပြောလို့ရတယ်ပေါ့နော် exhaust time မှာကျွန်တော်တို့ weapon damage 20%ပေးတယ် magazine နှုတ်တယ်အဲကြီးကတ်ထဲကကြီးနှုတ်တယ်ပြီးရင်ကြီးဖွာတယ်နှုံတိုးတယ်ပေါ့နော်နောက်တစ်ခါကအကုန်မိုင်းနဲ့တည်းကြီးပဲဘာလို့လဲဆိုတော့ကျွန်တော်တို့က element damage ဆိုမှ gun damage မဟုတ်တော့အထက်20%ကျွန်တော်တို့အတော့မဝင်ဘူးအဲ့ဒါပြောမှကျွန်တော်တို့ထဲကကြီးလဲနှုတ်တယ် ကန်လဲဖွာတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်မသုံးဘူးပေါ့နော်အဲနောက်တစ်ခုက heavy style heavy style ကတော့ကျွန်တော်တို့ကြည်ကက်ထဲမှာကြည်များများဆန်မယ် reload speed နည်းသွားမယ်ပေါ့နော်အဲ calibration နေရာမှာ little joint နဲ့ light ဆောင်ကဒီ heavy style ဆိုရကောင်ဘာလို့လဲဆိုတော့ကျွန်တော်ကြကြပြစ်လို့ရတယ် reload speed minus 10ကကျွန်တော်တို့မသိတာဘူးပေါ့နော်အလောက်ကြီးထိကျွန်တော်ကတော့ဒီကောင်ကို main သုံးတယ်ပေါ့နော်နောက်တစ်ခုက lightweight style lightweight style ကကျွန်တော် reload speed တော့များသွားမယ် magazine capacity နှုတ်တယ်ပေါ့နော်အဲ့တော့ကြာကြာပြစ်လို့တော့မရတော့ဘူး reload လုပ်ရတာတော့ပိုမြန်မယ်ဒီနှစ်ခုမှာ pro တို့ join နေ pro တို့သုံးလို့ရတယ်ပေါ့နော် ဒီ energy design ဒီ energy design ကတော့ကျွန်တော်တို့အသုံးမဝင်တဲ့နောက်တစ်ခုဘာလို့လဲဆိုတော့ဒီကောကျွန်တော်တို့ရဲ့ character ကို damage တစ်ချက်ထိတိုင်းကျွန်တော်တို့ကြည်တောင် reload လုပ်ပေးတယ် reload လုပ်ပေးရကြည်တောင် weapon damage တန်းပါဆက်ပေးရပေါ့နော်ကျွန်တော်တို့က weapon damage မလုပ်ဘူးပြီးတော့ damage လည်းအထိခံလို့မရဘူးဆိုတော့ကျွန်တော်တို့ဒီကောအသုံးမဝင်ဘူးအဲ့တော့ကျွန်တော်ဒီနှစ်ခုတည်းကကျွန်တော်တို့အစဉ်ပြေးတဲ့ကောင်တစ်ခုခုနဲ့ဆော့ပါတော့။အောက်က effect နှစ်ခုမှာကြာလို့ရှိရင်ကြာတော့ element damage ဆိုတဲ့ကောင်ရှာရမှာပါတော့။ အခုဒီမှာဆိုလို့ရှိရင် lightweight ဆိုင်ရော element damage နှစ်ခုနဲ့ပေါ့နော်ကျွန်တော်တို့ကဝီစပေါ်လည်းအသုံးမဝင် crit rate လည်းအသုံးမဝင် crit damage လည်းအသုံးမဝင်ပေါ့နော် element နဲ့ဆိုမှဆို element damage နှစ်ခုကိုပဲရှာအဲ့ဒါမှကျွန်တော်ကတော့ heavy style ရော element နှစ်ခုနဲ့ဟိုသုံးစီခြင်းနဲ့ပေါ့နော်အဲ့ဒီ heavy style ကပို့ပြီးတော့ little jaw နဲ့သုံးလို့ကောင်းတယ်အဲနောက်တစ်ခုကကျွန်တော်တို့ gamma tab သုံးမဲ့ accessory တွေပေါ့နော်ကျွန်တော်ကတော့ stability များတာကိုပိုကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော် require require ကိုလိုက်မထိန်းခြင်းလို့ပေါ့နော် အဲ brother တို့အဆင်ပြေတဲ့ဟာနဲ့ဆော့ပေါ့နော် accuracy နဲ့လည်းဆော့လို့ရတယ် stability နဲ့လည်းဆော့လို့ရတယ်ပေါ့နော် stability ဆက်တယ်မှာဆိုလို့ရှိရင်ကျွန်တော်ပြောင်းအောင်ဒီကောင်သုံးတယ်ပေါ့နော်ဒီ forward flash hider ဆိုရဲကောင်စကုတ်မှာကြတော့ကျွန်တော်ဒီကောင်သုံးတယ် compact reflex sight ပြီးလို့ရှိရင်ကျွန်တော် grip မှာဆိုလို့ရှိရင်ကြတော့ tactical combine grip ကိုသုံးတယ် ပြင်မဂ္ဂဇင်းမှာကြတော့အဝိုင်အောင်မဂ္ဂဇင်းပေါ့နော်အဲ accuracy ဆက်တဲ့နဲ့ဆော့ခြင်းကြတော့ကျွန်တော်တို့ပြောင်းဖို့ဒီ small break ဆိုရဲအကောင်ပြောင်းလိုက်လို့ရတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ accuracy ပိုပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ stability style နဲ့ပဲကြိုက်တယ်ပေါ့နော်ကြည်မှန်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်သုံးတာ testing apm ပေါ့နော်အဲ testing apm မခရနိုင်သေးရင်လည်းကျွန်တော်တို့ရိုးရိုး testing နဲ့ပဲသုံးလို့ရတယ် ဒါအမှ damage ပိုထွက်ချင်သေးရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ blasting smg apm ကိုလည်းတုံးလို့ရရပါတော့ဒီကောင်ကတော့ craft ကလည်း result တော်ကုန်နေဒါပေမဲ့လို့ကျွန်တော်တို့အဲ shock or unstable ပုံမှာတခုခု threat တိုင်းကျွန်တော်တို့ရဲ့ psi intensity ကို72ရာခိုင်နှုန်းပေါင်းပေးတယ်3စက္ကန့်ကြာတယ်ပေါ့နော်ဒီ effect ကအဲဆိုရင်ကျွန်တော်တို့ secondary နဲ့ milliwatt ပုံအောင်ဆက်ပြောမယ်ပေါ့နော် secondary gun မှာကျွန်တော် wifi ရနဲ့ပင်ကိုကြိုက်တာကိုသုံးပေါ့နော်အဓိကကျွန်တော်ဘယ်ကန်းသုံးသုံးအရေးမကြီးဘူးအဓိကကျွန်တော်တို့က ီကန်တွေရဲ့ဘူးဆိုင် effect ကိုလိုချင်တာကျွန်တော်ဘူးဆိုင် effect မှာကျွန်တော်တို့ vulnerability 8%ပေါ့နော် damage ဘူးဆိုင်ဝင်သွားတဲ့ enemy ကို damage 8%ပို့ထိတယ်အဲ့တော့မှကျွန်တော်တို့ vulnerability amplifier နဲ့သုံးလို့ရှိရင်ကျွန်တော်တို့ဘူးဆိုင်ဝင်ထားတဲ့ enemy ကို damage 1600ခန့်တော့ပို့ထိတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ရဲ့ unstable ပုံမှာပောက်တဲ့ damage ကိုလည်း effect ဖြစ်တာမဟုတ်လို့ unstable ပုံမှာ damage ပို့ထွက်တာ ਨੇ အတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ secondary မှာဘူးဆိုင်ပါတဲ့ wifi ရော pin ကိုနှစ်ခုတည်းက ဟိုအဆင်ပြေတာနဲ့သုံးပေါ့နော်မီလီမှာဆိုရင်တော့ကျွန်တော်တို့ကူကရီဆိုတဲ့တမြောင်သုံးနေပေါ့နော်ဒီကူကရီဆိုတဲ့တမြောင်ကဘလို့အလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တမြောင်နဲ့ enemy တကောင်တတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အထက်30ရာခိုင်နှုန်းနဲ့ crit rate 15ရာခိုင်နှုန်း10စက္ကန့်ကြာရတယ်အဓိကကျွန်တော်တို့ element သမားတွေအတွက်အလိုအဆုံးကဒီဒုတိယ effect ပေါ့နော် ဒီဒုတိယအဖက်မှာဆိုလို့ရှိရင် heavy attack နဲ့ enemy တကောင်တက်လာရင်ကျွန်တော် PSI intensity 20ရာခိုင်နှုန်းရတယ်ပြီးတော့ကျွန်တော်တို့ကိုသွေးပြန်ဖြည့်ပေးရပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တကယ်တမ်း boss တွေ bari နဲ့ခြားတော့မဲ့အချိန်မှာဘေးနာ enemy တကောင်ဒီဓာတ်နဲ့ light ခုတ်ပြီးတက်နေဘူးကမလွယ်ဘူးပေါ့နော်ဒီ effect ကိုကျွန်တော်လွယ်လွယ်ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီ ice spot ဆိုရယ် deviant ရှိဖို့လိုတယ်ပေါ့နော်ဒီ ice spot ဆိုရယ် deviant လေးကျွန်တော်တို့ဒီ sticky ice crystal လေးပေးတယ်ไอ้สกีไอ้คริสเตลนี่เนี่ยบาเลิกไปเลยဆိုလို့ရှိရင် ဒီ i crystal လေးကိုကျွန်တော်တို့ကမြေကြီးပေါ်ပောက်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုပောက်လိုက်လို့ရှိရင်ကျွန်တော်တို့အဲ့မှာရေခဲအလုံးအကြီးဖြစ်သွားတဲ့အပြင်မှာအဲ့ရေခဲလုံးကြီးကိုကျွန်တော်တို့ကဓာတ်နဲ့ခုတ်လိုက်လို့ရတယ်ပေါ့နော်အခုလိုမျိုးရေခဲလုံးကိုဓာတ်နဲ့ခုတ်တက်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ Google ရဲ့ effect ကအလုံးလုံးပြီပေါ့နော် အဲ့ကျွန်တော် enemy တကောင်ရှာတက်ဆရာမလို့ပဲဒီရေခဲတော့ on ဓာတ်နဲ့ခုတ်ပြီးတော့ခွဲလိုက်တာနဲ့ enemy တက်တဲ့ effect ကိုရရပြီပေါ့နော်။ဒါမဲ့လို့ကျွန်တော်ဒီ kukri ဆိုတဲ့ဓာတ်ကတန်ချန်နေမှာပဲရတယ်။အဲ့ prime war တို့ KO weaver တို့အဲ့လို drop တွေရနေပြီးတော့ရတယ်ပေါ့နော်။ကျွန်တော်တို့ core craft လို့လည်းမရဘူး။ wish machine မှာလည်းရှာဝဲလို့မရသေးဘူးပေါ့နော်။နောက်ကြရင်တော့ထွက်လာဖို့ရှိလိမ့်မယ်။အခု loss တော့ကျွန်တော်တို့ drop gear တွေထဲမှာပဲပါသေးတယ်။ core ဝဲပြီးတော့ core craft လို့မရသေးပါဘူး။တကယ်လို့ဒီကောင်ကျွန်တော်တို့မှမရှိခဲ့ဘူးဆိုလို့ရှိရင်လည်းဒီ long axe ကို option နေနဲ့တုံးလို့ရရပေါ့နော်။ ဒီ long x ရရတော့ကျွန်တော်တို့ heavy အထက်သုံးလိုက် fortress warfare ကြရတယ်ပေါ့နော်အဲ့ fortress warfare ကဘလို့အလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော် fortress warfare ထဲမှာရှိနေတဲ့အချိန်မှာကျွန်တော်တို့ super armor နဲ့ weapon damage တန်းဒီပါဆန်ပေးတယ်ပေါ့နော် super armor ကဘလို့လဲဆိုတော့ကျွန်တော် super armor ရှိနေတဲ့အချိန်တွေမှာ damage တစ်ခုခုဝင်နေဆက်ကတစ်ခုခုထိရဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ stack ကဖြစ်မသွားဘူးပေါ့နော်ရိုင်းမသွားဘူး ဥမာကျွန်တော်တို့ကိုရီလုတ်လုတ်နေတဲ့အချိန်မှာဇွန်ဘီကကိုယ်ကိုကုတ်တယ်ဆိုအဲ့ဒီ reload effect ကပြတ်သွားတယ်ပေါ့နော်ယာရင်ပြီးတော့အဲ့လိုမဖြစ်တော့ဘူးပေါ့နော် weapon damage 20%ကတော့ကျွန်တော်တို့ gun damage 20%တိုးတာပေါ့နော်အဲ့ဒါကျွန်တော်တို့အတွက်တော့တိတ်အသုံးမဝင်ဘူးအဲ့ long x နဲ့ဆော့မယ်ဆိုလို့ရှိရင်ဒီ fortress warfare effect အန်သွားရင်တော့ကျွန်တော် movement speed နဲ့ weapon damage ရနေတဲ့ mode ပေါ့နော်ဒီ final territory နဲ့တွဲသုံးပါကျွန်တော်တို့ video လေးကိုမဆက်ခင်မှာအခုကြည့်နေတဲ့သူတွေထဲမှာ once human မှာရှိတဲ့ skin တွေဝယ်ခြင်းလို့ပဲဖြစ်ဖြစ် gacha skin တွေဖောက်ခြင်းလို့ပဲဖြစ်ဖြစ်ဘယ်လိုဝယ်ရမလဲဘယ်မှာစိတ်ချရမလဲမသိတဲ့သူတွေအတွက် ကောင်းစရာခန်းဆိုတဲ့ဆေးလာစီမှာဘရိုတို့ဝယ်ကျင်တာအကုန်လုံးကိုယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ်သူစီမှာ one human မှာမဟုတ်ဘဲတခြားဂိမ်းနေနဲ့ stream wallet တွေမှာဝယ်လို့ရတာမဟုတ်လို့တနည်းအားဖြင့်မှာအဆုံဆုံးလုံးရင်းနဲ့ဘရိုတို့ဝယ်ကျင်တာကိုဝယ်လို့ရပါတယ်အယောင်ဆောင်ပေးအတူတွေနဲ့မတွေ့ရအောင်လို့ကျွန်တော်ရဲ့ဗီဒီယိုတွေနဲ့ live stream တွေရဲ့အောက်က description မှာကောင်းစီရခန့်ရဲ့ Facebook နဲ့ Telegram link တွေကိုချပေးထားပါတယ်။အော် gun slot တွေအကြောင်းပြီးသွားတော့ကျွန်တော် key အမှာဘယ်ကောင်တက်ရမလဲဆိုတာကိုကျွန်တော်ဆက်ပြောပေးမယ်ပေါ့နော်။ နောက်ကီယာမာဆိုတာဘာမှမသိလို့ရှိရင်ကျွန်တော်ကီယာမာနဲ့အာမာဆက်နေဆိုပြီးတော့ဂိမ်းထဲမှာကွဲပေါ့နော်ဒီကောင်နေဆိုလို့ရှိရင်ဒီပေါ်ဟာလေးတွေကအဲ့ဒါအာမာဆက်တွေပေါ့နော်ဒီကောင်နေဆိုလို့ရှိရင်တို့ကတထယ်ပဲရှိတယ်တို့ကကီယာမာလို့ခေါ်တယ် အကြီးရမမန်တည်တာဒါဒီ logo လေးမှာ rainbow color လေးလင်းနေပေါ့နော်ကျွန်တော်တို့ armor slot 6ခုရှိတဲ့နေရာမှာကြီးရမတစ်ထည်ပဲတက်လို့ရတယ်ပေါ့နော်အဲတကယ်လို့ကြီးရမနှစ်ထည်သုံးဖို့ကြိုးစားခင်သူတက်လို့မရကြအောင် running စာလေးတက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် little joy ရဲ့ကြီးရမမှာအင်ကြီး slot မှာဒီ explosive from top ဆိုရဲအင်ကြီးတက်တယ်ပေါ့နော်အဲဒီကောင်ကကျွန်တော် unstable ပုံမှာရဲ့ delay ကို0.3 second တိုးပြီးတဲ့ပြုံမှာ unstable ပုံမှာ damage 30ရာခိုင်နှုန်းထပ်ပေးတယ်အဲ့တော့ဒီကောင်က little joy နဲ့ဘယ်လိုမှမလဲအလိုက်ဆုံးပေါ့ ီကောင်က little jaw အတွက်ကိုတီးတန့်ထုတ်ပေးထားတဲ့ kia မှာလို့ကိုပြောလို့ရတယ်အဲ့တော့ဒီကောင်နဲ့ဆော့တာ little jaw ကအကောင်းဆုံးပဲအဲ့ဆိုကျွန်တော်တို့ဘယ် armor set နဲ့တွဲဆော့ရမလဲဆိုတာအောက်ဆက်ပြောမယ်ပေါ့နော်အော်အမဆက်မှာဆိုလို့ရှိရင်ကျွန်တော် beginner တွေနဲ့ mobile player တွေ recommend ပေးတာအခုကျွန်တော်သုံးနေဆက်တယ်ပေါ့နော် shutter က၄တယ်ပြီးရင် low woof တစ်ထည်ပြီးရင် gear မှာတစ်ထည်ပေါ့နော်အဲ့ shutter က၄တယ်ကကျွန်တော်တို့ဘာအဖက်ပေးလဲဆိုရင်ကျွန်တော်တစ်ထည်တည်းဝင် static damage reduction ရတယ်နှစ်ထည်ဝစ်တယ်ဆိုလို့ရှိရင် element damage 8%ကိုတောက်လျှောက်ပေါင်းပေးထားတယ် ကျွန်တော်တုံးတယ်များ offer မှာဆိုလို့ရှိရင်ကြတော့ကျွန်တော် weapon နဲ့ enemy ကိုတစ်ချက်ထိအောင်ပြတ်တိုင်းကျွန်တော်တို့ deviated energy ဆိုတဲ့ effect လေးအဲတခုရတယ်ပေါ့နော်အဲ deviated energy ဆိုတဲ့ effect လေးကကျွန်တော် element damage 1%ပေးတယ်ပေါ့နော်အဲ stat တခုရတိုင်း1%ပေးတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကို stat အခါ20အထိစုလို့ရတယ်ဒါပေမဲ့လို့ကျွန်တော်တို့ reload လုပ်မယ်ဆိုလို့ရှိရင်တဝက်ပြုတ်သွားတယ်ပေါ့နော်ကျွန်တော်အဲ stat 20စုထားတယ်။ reload လုပ်တိုက်တယ်ဆိုလို့ရှိရင် stat 15ခုပဲကျန်မယ်ပေါ့နော်အဲ့ဒါကိုပြန်စု အဲ့လိုတော့ရှိမယ်လေးတဲ့မြောက် offer ကကြာတော့ကျွန်တော်တို့ရဲ့ deviated energy stack ကို plus 30ထပ်ပေါင်းလိုက်တယ်အဲ့တော့ကျွန်တော်တို့ stack 30အထိစုလို့ရသွားမယ်ကျွန်တော်တို့ elemental damage 30ရာခိုင်နှုန်းအထိရမယ်ပေါ့နော်အဲ full stack မှာဆိုလို့ရှိရင်အဲ့ဒါပြုံမှာကျွန်တော် weak spot ကိုထိရင်ကျွန်တော်တို့နှစ်ချက်မြောက်လို့အဲတတ်မှတ်တယ်ပေါ့နော်ကျွန်တော်ပုံမှန်ကျွန်တော် weapon နဲ့ enemy ကိုတစ်ချက်ပြင်း stat တစ်ခုပဲရရပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ၄၀မြောက် offer မှာဆိုလို့ရှိရင် weapon ကို weapon နဲ့တစ်ချက်ထိအောင်ပြလိုက်တိုင်းကျွန်တော် stat နှစ်ခုရရပေါ့เนาะအဲ့တော့ ကျွန်တော်စတက်30ဆူရမယ်အောင်ဆိုလို့ရှိရင်ပုံမှန်အချက်30ပြစ်ကမှာ哦ဒီ၄တယ်မြောက်နေဆိုလို့ရှိရင်ကျွန်တော် weak spot ကိုပြင်15ချက်ပဲပြစ်စရာလိုရပေါ့နော် full set ဖြစ်တယ်ပေါ့အဲ့တော့ဒီကောင်ကကျွန်တော် element pay အတွက်ကောင်းတယ်ဒါပေမဲ့ဒီကောင်နဲ့ဆော့ပြီးဆိုလို့ရှိရင်ကျွန်တော် more requirement လိုသွားရပေါ့နော်အောက်လဲဆိုတော့3တယ်မြောက် effect မှာကျွန်တော် reload လုပ်ရင်တဝက် effect ရဲ့တဝက်ပြုတ်မှာလို့ရေးထားလို့ အဲကျွန်တော်တို့ reload ပြန်လုပ်လိုက်ပြန်ပစ်လိုက်နေဆိုလို့ရှိရင်ကျွန်တော်တို့ heavy style နဲ့ဆော့ရင်ဆော့မဟုတ်ရင် more requirement လိုတယ်ပေါ့နော်ဒီကောင်သေချာအလုပ်လုပ်ဖို့ဆိုလို့ရှိရင်မဟုတ်ရင်ကျွန်တော်တို့ full stack ကိုကိုမရောက်ပါပဲနဲ့တဝက်ပြန်ပြန်ပြုတ်သွားလိမ့်မယ်ပေါ့နော်ပြီးတော့အခုကျွန်တော်တုံးထားတဲ့နောက်ဘေးတစ်ခုလည်းရှိသေးရယ်ပေါ့နော်ကျွန်တော်တုံးထားတဲ့နောက်ဘေးတစ်ခုမှာဆိုဒီ torch press တုံးတယ်တုံးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ torch press ကနေကျွန်တော်တစ်ထည်မြောက်က weapon damage reduction ရတယ်နှစ်ထည်မြောက်ကကျွန်တော် hp ရဲ့80ရာခိုင်နှုန်းအောက်ကျနေလို့ရှိရင် weapon damage နဲ့ static damage ကို12ရာခိုင်နှုန်းတိုးပေးတယ်ဒါ weapon damage ကတော့ လက်တက်ကြောအတွက်မလိုအပ်ဘူးဟုတ်တယ်ဒါပေမဲ့ဒီ set data mate ကကျွန်တော်တို့အတွက်လိုအပ်တယ်ပေါ့နော်ဒီရမာရဲ့၃နယ်မြောက် offer မှာဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ sanity အကြောင်းသွေးရော့တဲ့ effect ကိုသူက40ရာခိုင်နှုန်း short လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ sanity အကုန်ကျွန်တော်တို့ရဲ့ sanity အကုန် short လိုက်တယ်ဆိုလို့ရှိရင်အနောက်ကျွန်တော်တို့မှာသွေး40ရာခိုင်နှုန်းကျန်မယ်ပေါ့နော်တပြင်းအမိုင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် sanity အကုန်ရော့သွားရင်ကျွန်တော်တို့အောက်ကသွေးပါလိမ့်မှာ sanity နဲ့ပဲပြည့်သွားတယ်ပေါ့နော်သွေးလုံးဝမကျန်တော့ဒီရမာနဲ့ကြတော့ကျွန်တော် sanity အကုန် short လိုက်ရင်တော့မှသွေး40ရာခိုင်နှုန်းကျန်တယ် အဲ့ဒါအပြင်မှာကျွန်တော်တို့ weapon damage နဲ့ static damage ကို sanity တစ်ခါရောတိုင်းတန်းပါဆန်ပေးတယ်။ကျွန်တော်မှာကျွန်တော် maximum 30ရာခိုင်နှုန်းအထိဆုလို့ရရပါတော့။ဒီ၄၀မြောက် effect ကိုလည်းထည့်ပြီးဆော့ကျင်ဆော့လို့ရရဆိုပေမဲ့ကျွန်တော် damage တော့ညော့သွားမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော် shatter နှစ်ထည့်သုံးထားတယ်။ shatter နှစ်ထည့်ကနေပြီးတော့ကျွန်တော် element damage 8%ပေးထားသေးရပေါ့နော်။အဲ့တော့ဒီကောင်းရှေ့ကနေ static damage ရတယ်။ဒီနှစ်ထည့်ကနေပြီးတော့ element damage 8%လည်းရထားသေးရပေါ့နော်။အဲ့တော့ကျွန်တော်ဒီကောင်းကို၄၀သုံးလိုက်ပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော် အဲတထည်ဖြုတ်ကိုဖြုတ်ရတာမှာပေါ့အဲ့တော့ကျွန်တော်တို့ element damage 8%ရော့မယ်ဒီ၄၀မြောင်းနဲ့ဆော့လို့ရှိရင်တော့ကျွန်တော်တို့စေပိုဖြစ်မယ်ဘာလို့လဲဆိုတော့ဒီကောင်ကသွေးရ20ရာခိုင်နှုန်းအောက်ကျသွားပြီဆိုလို့ရှိရင်သူကရှီးလေးပြန်တက်ပြီရယ်ပေါ့နော်အဲ IC လေးကကျွန်တော်တို့ရဲ့ life saving ရှီးလေးဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကောင်နဲ့ဆော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ sanity ကိုကုန်နဲ့ထိရှော့ထားလို့ဒီ torture နဲ့ဆော့မယ်ဆိုရင်ကျတော့ကျွန်တော်တို့ရဲ့ sanity ကိုရှော့ထားဖို့လိုတယ်ပေါ့နော်မဟုတ်ရင်ဒီကောင်ရဲ့ effect ကအလုံးမလုံးဘူးကျွန်တော်တို့ sanity ကိုဘယ်လိုရှော့ရမလဲမသိလို့ရှိရင်ကျွန်တော်တို့ဘယ်ဟာအောင်မှ damage အဝင်မခံဘဲနဲ့ကျွန်တော် sanity ကို short လို့ရတဲ့နီးလန်းနေရှိရပေါ့နော်အဲ့ဒါဒီ sanity corrosion capsule ရဲ့ pnd spike food ရဲ့ပေါ့နော်ဒီ spike food ကကျွန်တော်တို့ sanity ကို200ရော့တယ်ပေါ့နော်တစ်ခါစားလိုက်တိုင်းဒါပေမဲ့လို့ဒီကောင်ကိုကျွန်တော်အများကြီးစားရင်ကျွန်တော် bite out နာတော့မူးတာမော်တာတော့ဖြစ်တယ်ပေါ့နော်ကျွန်တော် character ဒီကောင်ကြတော့ဘေးထွက်ဆိုးရှိုးမရှိဘူးဒါပေမဲ့လို့ sanity ရတရာပဲရော့တယ်ပေါ့နော်ဒီကောင်ကြတော့ကျွန်တော်တို့ hinge ချက်တဲ့ အဲမီးပုံမှာသွားလောက်ရတာဒီကောင်ကကြတော့ကျွန်တော်တို့အသားတွေအိတ်ထဲထဲထားလို့ရှိရင်အချိန်ကုန်ရင်ပုတ်သွားရပေါ့နော်အဲဒီအသားပုတ်သွားတဲ့ဟာတွေဒီကောင်ကကျွန်တော်ဘယ်မော့တွေထည့်ပြီးသုံးရမလဲမပြောခင်မော့တွေရဲ့အောက်က substrate တွေမှာဘယ်ကောင်နေရှားရမလဲဆိုတာကိုအရင်ပြောသွားမယ်ပေါ့နော်အဓိကကျွန်တော်တို့ weapon mode နဲ့ mass mode မှာဆိုလို့ရှိရင်ကျွန်တော် unstable ပုံမှာ substrate ကိုရှာရမယ်ပေါ့နော်ကျွန်တော်တုံးတဲ့ mod ရဲ့နောက်မှာဒီလိုကွင်းစာကွင်းပိတ်လေးနဲ့နာမည်လေးပါရယ်ပေါ့နော် violent ဆိုရင် crit precision ဆို wheel sport talent ဆို element ပေါ့เนาะကျွန်တော်တို့ကဒီ ansible ပုံမှန်ကိုရှာရမှာဒီ ansible ပုံမှန် substack ကကျွန်တော်တို့ weapon နဲ့ mass မှာပဲရမှာပေါ့เนาะဒီ effect နဲ့ကြာပြီဆိုလို့ရှိရင်ဒီ ansible ပုံမှန် damage ဆိုတာပါကိုပါတယ်ပေါ့เนาะအောက်က၄ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့ blast damage ရှာရမယ်ပြန် ansible ပုံမှာ range လဲလိုချင်ရှာလို့ရတယ် AOE ပိုကြီးခြင်းဒါမဲ့လို့ဒီ ansible ပုံမှာ trigger chance ကကျွန်တော်တို့ little jaw နဲ့အသုံးမဝင်ဘူးဘာလို့လဲဆိုတော့ little jaw က chance နဲ့ trigger တာမဟုတ်ဘဲနဲ့ထိရင်ကျင်းတဲ့ဘောက် trigger ပြီးတော့မှအဲဘာလဲ 9 second cool down ရှိတာအဲ့တော့ဒီ trigger chance က little jaw မှာအသုံးမဝင်ဘူးပြီးရင် unstable ပုံမှာ crit damage ကလည်း little jaw နဲ့အသုံးမဝင်ဘူးဘာလို့လဲဆိုတော့ little jaw ရဲ့ unstable ပုံမှာ crit မထဘူး little jaw ရဲ့ unstable ပုံမှာ element only ပဲအဲ့တော့ဒီ stat နှစ်ခုကအသုံးမဝင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အဓိကရှာမှာ unstable ပုံမှာရဲ့ less damage ကတန်စီပဲပုံမှာ range ရလို့ရှင်လည်းအဆင်ပြေရပေါ့နော်ဒီအောက်က effect တွေမှာကြတော့ကိုပစ်မဲ့ enemy ပေါ်မူတည်ပြီးတော့ enemy damage bonus ရတာပိုကောင်းတယ်ကျွန်တော်အဓိက recommend ပေးရတော့ gray 1 bonus ပေါ့နော်ဒီဒီ gray 1ကကျွန်တော်တို့ boss တွေကိုပြင် damage ပို့ထွက်တဲ့ကောင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုရှာလို့ရသေးရပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ torturous နဲ့ဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ mod တွေမှာ luna mod တွေတက်သုံးလို့ရတယ်ပေါ့နော်အဲ luna mod တွေကကျွန်တော်တို့ဒီမှာသွေးနယ်လေးပေးတဲ့ effect ကပိုများလေးပေါ့နော် torturous နဲ့ဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က sanity ကိုညော့ထားမှာကျွန်တော်တို့သွေးရညော့နေမှာပဲ အဲ့တော့ဒီ Luna Mod နဲ့တက်တုံးလို့ရတယ်ဒီ Luna Mod ကကျွန်တော်တို့ခေါင်းစွန့်နဲ့အင်ကြီးမှာပဲတက်လို့ရတယ်ကျန်တဲ့နေရာမှာတက်လို့မရဘူးပေါ့နော်အဲကျွန်တော် Luna Mod မှာဆိုလို့ရှိရင်ဒီ HP ရော်တိုင်းကျွန်တော်ရဲ့ element damage ကိုတိုးပေးတာရှာရမယ်နောက်ဖက်တစ်ခုမှာကျတော့ကျွန်တော် HP ရော်တိုင်းကျွန်တော်ရဲ့ static damage ကိုတိုးပေးတာထပ်ရှာရမယ်ပေါ့နော်နောက်တစ်ခုရှာလို့ရတာကျွန်တော်သွေးရော်တိုင်းကျွန်တော်ရဲ့ damage reduction တိုးလာတဲ့ကောင်ရှာလို့ရတယ်ဒီတစ်ခုပေါ့နော်အဲကျန်တဲ့ဟာကတော့ကြိုက်တာကြလို့ရတယ်ပေါ့နော်အဲနောက်တစ်ခါထပ်ပြောပါမယ်ဒီ Luna Mod တွေက Torchress ဆိုတဲ့ armor set နဲ့ဆော့မှာလား ီကောင်နေတဲ့သုံးတင်တာပါကျွန်တော်တို့ shader နဲ့ဆော်ရင်ဒီကောင်နေမသုံးတင်ပါဘူးကျွန်တော် torch rack နဲ့ဆော်လို့ရှိရင်ကျွန်တော်တို့ကသွေး short ထားရမှာဆိုတော့ဒီကောင်နေနဲ့သုံးလို့အဆင်ပြေတယ်ပေါ့နော်အဲ torch rack ကိုပိုချမ်းသွားစေတာဒီ mod လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီ mod မှာကျွန်တော်တို့ပုံမှန် talent mod တွေကကျွန်တော်တို့ elemental mace 600ခိုင်နှုန်းပဲပေးတယ်ဆိုလို့ရှိရင်ဒီမှာ1600ခိုင်နှုန်းပေးတယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီ luna mod တွေကပိုချမ်းတာပေါ့နော်။ ဒါမဲ့လို့ဒီကောင်းနေကကျွန်တော်တို့သွေးရော့မှာဒီ effect ကအပြည့်ရတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် touch run နဲ့ပဲ solve လုပ်ရပါတယ် shader နဲ့ solve ရဆိုရင်ကျွန်တော်တို့ကသွေး short ထားမှာမဟုတ်တဲ့အတွက်ဒီ effect တွေကိုအပြည့်ရမှာမဟုတ်ဘူးပေါ့နော်ကျန်နေတဲ့ armor pad တွေမှာတော့ဒီ talent ဆိုရယ် substance နဲ့ solve ရမှာပေါ့နော်ဒီ talent မှာကျွန်တော်တို့ element damage ရတယ်ပြီးရင်ကျွန်တော်တို့ set damage ရှာရမှာပေါ့နော်အဲပြီးလို့ရှိရင်ဒီ magazine capacity ရော reload speed လည်းကျွန်တော်တို့ရှာခြင်းရှာလို့ရရပေါ့နော် အဲပြီးလို့ရှိရင်ဒီ grade 1ပိုင်းပိုကောင်းတယ်ပေါ့နော်ကျန်တာကြိုက်တာကြိုက်တာကြလို့ရတယ်အဓိကကျွန်တော် element နဲ့ set နဲ့ grade 1နဲ့သုံးခုကြရင်ရပြီပေါ့နော်ကျန်တာကြိုက်တဲ့တစ်ခုကြလို့ရတယ်အဲတကယ်လို့ကျွန်တော်မှာ NCB ပုံမှန် surface နဲ့ mod လည်းမရှိဘူး lunar mod လည်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော် armor set တွေအကုန်လုံးကိုဒီ talent နဲ့ပဲဆော့ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော် weapon မှာ bar mod တွေတုံးလဲဆိုတာကိုဆက်ပြောပြမယ်ပေါ့နော် ကျွန်တော်မင်းငန်းဖြစ်တဲ့လေတဲ့ကြောမှာဒီ super charge တုံးနေပေါ့နော်ကျွန်တော်ကဒီ super charge ကကြတော့ကျွန်တော် ncb ဘုံမှာပေါက်တိုင်းကျွန်တော်ရဲ့ ncb ဘုံမှာ damage ကို5% 3 second ကြာရရတယ်ပေါ့နော်အဲ့ stack ကကျွန်တော်6ခါအထိစုလို့ရတယ်ကျွန်တော်3 second အတွင်း ncb ဘုံမှာတစ်ခါပေါက်တိုင်း ncb ဘုံမှာ damage 5%ရရနေမယ်ပေါ့နော်ကျွန်တော်ဒီဘုံမာဒီယာရှေဗနီယာဆိုရဲမော်နယ်လေးဆော့လို့ရရပေါ့အဲဒီကောင်ကကြတော့ကျွန်တော် ncb ဘုံမှာပေါက်တိုင်းကျွန်တော်တို့ကြည်ပြန်ဖြည့်ပေးတာပေါ့နော်ကျွန်တော် magazine capacity ထဲမှာရှိတဲ့ ကြီးရဲ့တန်းပါဆန်ကိုပြန်ဖြည့်ပေးတယ်ဒီကောင်ကဒီ heavy explosive ကကျွန်တော်တို့ PVE အတွက်ကတိတ်တော့အသုံးမဝင်ဘူးပေါ့နော်ကျွန်တော် PVP အတွက်ဆော့ရတာဒီကောင်ကကျွန်တော် unstable ပုံမှာ effect ဝင်သွားတဲ့ enemy ကို stack ကပေးတယ်ပေါ့နော်ဘုံထပောက်သွားတယ်ဆိုလို့ရှိရင်သူ stack ကသွားတယ် PVP ပြစ်လို့ရှိရင်ဒီ effect ကအသုံးဝင်တယ်ပေါ့နော် player တွေ stack ကတယ်ကျွန်တော်တို့က PVE ပဲဆော့မှာဆိုတော့ဒီ super charge နဲ့ဒီ bombardier souvenir အဲ့နှစ်ခုတည်းက bro subset ကောင်းတဲ့ကောင်းနဲ့ဆော့ပေါ့နော်ဒီနှစ်ခုလုံးကတိတ်မကွာဘူးပေါ့နော် ကျွန်တော် secondary gain မှာဆိုလို့ရှိရင်ပူဆိုင်ခန်းနေကင်ထားတာမဟုတ်လို့ဒီပူဆိုင်ခန်းနေပုံမှာမှာကျွန်တော် vulnerability amplifier ဆိုရဲမော့ထက်တက်တယ်ပေါ့နော်ပုံမှန်ကျွန်တော်ပူဆိုင် effect ဝင်သွားတဲ့ enemy က damage 800ခန်းလုံးပူဝင်နေပေါ့နော်အဲ့တော့မှဒီမော့ကကျွန်တော်နောက်800ခန်းလုံးထပ်ပေါင်းပေးလိုက်တာအဲ့တော့ကျွန်တော်ဘူးဆိုင်ဝင်သွားတဲ့ enemy ကိုပြင် damage 1600ခန်းလုံးပိုးဝင်နေပေါ့နော်။ဒါ Wi-Fi နဲ့ပဲဆော့ဆော့ပင်ကုန်းနဲ့ပဲဆော့ဆော့ဒီ vulnerability amplifier ပဲတုံးနေပေါ့နော်။ ကျွန်တော်ဒီ milli မှာကြတော့ kukuri နဲ့ဆောင်းရင်ကျွန်တော်ဘာမော့သုံးတော့အေးမပါဘူးပေါ့နော်အဲ့ဒါအောင်မှာဒီ milli amplifier လေးသုံးကျင်တော့သုံးပေါ့နော်ကျွန်တော် heavy attack ခုတ်ရတာ damage ပို့ထွက်အောင်လို့ပေါ့အဲအကဲကျွန်တော်မှာ kukuri မရှိလို့ long x နဲ့ဆော့ရဲဆိုလို့ရှိရင် long x တို့ကဒီ final territory ဆိုရဲ mod နဲ့တွဲသုံးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် fortress warfare effect ကုံသွားရင်တော့ကျွန်တော် weapon damage buff က၁၀ဆက်ကကြာဆက်ရနေတယ်ဒီ mod ကအဲ့ဆိုလို့ရှိရင်ကျွန်တော် armor mod ရဲ့ဘက်ကိုဆက်သွားမယ်ပေါ့နော် အဲကျွန်တော်ပထမဆုံးအနေနဲ့ဒီခေါင်းစုံမော့ပေါ့နော်ကျွန်တော်ခေါင်းစုံမော့မှာ division x ဘက်တုံးတယ်ဒီ division x ဘက်ကကျွန်တော်တို့ရဲ့ gun range ကို25% short တယ်ဒါမဲ့လို့ကျွန်တော်တို့က element နဲ့ short နေရဆိုတော့ range ကပြဿနာမရှိဘူးပြီးတော့ fire rate ပေါ့နော်ကျွန်တော်ကြီထွက်တဲ့နှုံ10%ရတယ်ပြီးရင် static damage 20%ရတယ်ပေါ့နော် ကျွန်တော်အခုဒီမော့ကိုတဲလန့်နဲ့တုံးထားရဆိုပေမဲ့လို့ Torch နဲ့ဆော့ရဆိုလို့ရှိရင် Luna မော့ပြောင်းသုံးဖို့အကြံပေးတယ် Division Expert ကိုမှ Luna Substance နဲ့ပေါ့နော်ဒီ Walk of Proficiency ဆိုတဲ့ကောင်လဲတုံးလို့ရရပေါ့နော်တကယ်လို့ကိုမှ Setter Damage တွေအများများနေတယ် Element နည်းနည်းထပ်လို့ရဆိုလို့ရှိရင်လည်းအဲ Division Expert ကိုဖြုတ်ပြီးတော့ဒီကောင်တက်ချင်တက်လို့ရရပေါ့နော်ဒီကောင်ကကြတော့ကျွန်တော်တို့အဲကြီလုံးဝတစ်စီးမှမရှိတော့နေရဲ့ Magazine ကို Reload လုပ်တယ်ဆိုလို့ရှိရင် Reload Speed 10%နဲ့ Element Damage 20%ကိုနောက်တစ်ခါ Reload မလုပ်ခင်အထိရနိုင်မယ်ပေါ့နော် ပြလို့ရှိရင်ကျွန်တော် mass mod မှာဆိုလို့ရှိရင်ဒီ delay တဲ့ black ဆိုတဲ့ကောင်က literature နဲ့အလိုက်ဆုံးပဲပေါ့နော်ဒီ demo မှာဆိုလို့ရှိရင်ကျွန်တော် ansible ဘုံမှာမပေါက်ခင်ကျွန်တော်တို့လေးချက်ထီတိုင်း ansible ဘုံမှာ damage ကို25%တိုးပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ literature က delay မယ် delay တဲ့ကြာချိန်များလေး ျွန်တော်တို့ကပို့ပစ်ချင်ရလေဒီမော့နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လမ်းစေးဘက်ပုံက effect ဝင်သွားပြီးမပေါက်ခင်ကို၄ချက်ထိအောင်ပစ်နိုင်နိုင်25% damage ပိုထိရပေါ့နော်ဒီ delay တဲ့ blast ကအဲနောက်တစ်ခုကကျွန်တော်အင်ဂျီမော့အကြောင်းဆက်ပြောမယ်ကျွန်တော် armor mode မှာကျွန်တော် shatter နဲ့ဆော့တယ်ဆိုလို့ရှိရင်ဒီ quick combat ဆိုရင် mode ကအရေးကြီးတယ်ပေါ့နော်ကျွန်တော် armor အကြောင်းရှင်းတော့ကကျွန်တော် mode requirement လို့ရဆိုတာဒီကောင်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် shatter ရဲ့ stack က reload လုပ်ရင်တစ်ဝက်ပြုတ်တယ်ပေါ့နော် ဒါမဲ့လို့ကျွန်တော်တို့ manually reload လုပ်မှကြီးကက်ကြီးကိုဖြုတ်ပြီးပြန်တက်ပြီး reload လုပ်မှသာအဲ့ effect ကပြုတ်တာပေါ့နော်ဒီ quick cam back ကကြာတော့ကျွန်တော် manual reload မလုပ်တော့ဘဲနဲ့ကျွန်တော် activator ပေါ့နော် တွေးပြန်ဖြည့်တဲ့ဈေးထိုးလိုက်လို့ရှိရင် auto 100% G ကို reload လုပ်ပေးတယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ shutter ရဲ့ effect ကိုကျွန်တော်ဆူထားလို့ရတယ်ပြုတ်မသွားဘဲနဲ့အဲ့တော့ဒီ quick cam back mode က ရှယ်တာနဲ့ဆော့ရဲဆိုရင်လိုအပ်တယ်ဒီ quick camera နဲ့ဆော့မယ်ဆိုလို့ရှင်ခေါင်းစုံမော့မှာကျွန်တော်တို့ deviation expert ပဲတုံးလို့ရတော့တယ်ဘာလို့လဲဆိုတော့ walk off proficiency ကကျွန်တော် manual reload လုပ်မှအဲ့ effect ကဝင်တာပေါ့နော်အဲ့လို manual reload လုပ်မှဝင်တဲ့ mode တွေနဲ့ကျွန်တော်တို့တွဲဆော့လို့မရတော့ဘူးပေါ့နော် ကဲကိုကထော့ချွတ်နဲ့ဆော့တယ်ဆိုရင်တော့တမျိုးပြောင်းသွားတယ်အဲ့လိုဆိုရင်တော့ကျွန်တော်တို့ဒီ advanced sheet ဆိုတဲ့ကောင်ကို lunar surface နဲ့ဆော့ရမှာပေါ့နော်အခုဆိုလို့ရှိရင် element of static damage ကိုပါတယ်ပေါ့နော် advanced sheet ဒီ advanced sheet ကကြတော့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့မှာ sheet ရှိနေလို့ရှိရင်အကဲအဲ့ sheet ရှိနေတဲ့အချိန်မှာကျွန်တော်တို့ damage အကြီးပေါ့နော် IC လုံးဝပြုတ်သွားလောက်ပြီးတော့တေသွားလောက်တဲ့ damage မျိုးဝင်နေဆိုရင်တော့မှ IC ကိုပဲဖြုတ်ပစ်လိုက်တာကျွန်တော်တို့တွေးရုံမထီဘူးပေါ့နော်အဲ့တော့ကျွန်တော် sheet နောက်တစ်ခါပြန်တင်အဲ့ effect ပြန်ရရပေါ့နော် နောက်ရှိပြန်တင်ဖို့ကလည်းလွယ်တယ်ကျွန်တော်တို့ရဲ့ creator ထဲမှာ deviant ထုတ်ထိုင်ရှိတတ်တဲ့ effect လေးရှိတယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုကဘောင်းမီမော့တွေပေါ့နော်ဘောင်းမီမော့မှာဆိုလို့ရှိရင်ကျွန်တော်တို့ quick campaign နဲ့ဆော့တယ်ဆိုလို့ရှိရင်ဒီ reload rampage နဲ့ပို့လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ reload rampage မှာဆိုလို့ရှိရင်ကျွန်တော် enemy တစ်ကောင်တစ်တိုင်းကျွန်တော်တို့ကို G2000 ဖြည့်ပေးတယ်ပေါ့နော် ဲ့ဒါအပြင်မှာကျွန်တော်တို့ weapon damage နဲ့ static damage 10%ကိုလည်းပေးသေးတယ်ဒီ effect ကကျွန်တော်တို့ reload လုပ်လိုက်ရင်တော့ပြတ်သွားရဲဆိုဒါပေမဲ့လို့ကျွန်တော် manual reload လုပ်မှာပြုတ်တာပေါ့နော်ကျွန်တော် quick combat နဲ့ဆော့လို့ရှိရင် manual reload မလုပ်ဘူးပေါ့နော် save ထိုးပြီး reload လုပ်တာဆိုတော့ဒီ effect ကိုကျွန်တော်တစ်ချိန်လုံးရနိုင်မယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ reload rampage နဲ့ quick combat နဲ့အတွဲတုံးလို့ကောင်းတယ်ကိုကတကယ်လို့ torch run နဲ့ဆော့လို့ရှိရင်ကျတော့ reload rampage မတုံးတော့ပဲနဲ့ဒီ precision charge တုံးလို့လည်းရတယ်ဒီကောင်ကကျတော့ကျွန်တော်တို့ G ကမ်းမှာရှိတဲ့ G ရဲ့10%ကို weak spot ထိတိုင်း element damage 4%ကို10စက္ကန့်ပေးတယ်ကျွန်တော်24ရာခိုင်နှုန်းအထိစု ုလို့ရတယ်ဒါပေမဲ့လို့ကျွန်တော် reload လုပ်လိုက်ရင်အဲ့ effect က reset တော့ကျသွားမယ်ဒီ abnormal increase ဆိုတဲ့ account နဲ့လဲဆော့လို့ရတယ်ဒီကောင်ကကျတော့ကျွန်တော်ကြီကုံသွားတိုင်း static damage 10%ကို12စက္ကန့်ပေးတယ်အဲ့ effect ကကျွန်တော်၃ကအထိစုလို့ရရပေါ့နော်အဲနောက်တစ်ခုကကျွန်တော်လက်အိမ်မော့လက်အိမ်မော့မှာဆိုလို့ရှိရင်ကျွန်တော် set the enhancement နဲ့ဒီ element တဲ့ overload ဆိုရဲနှစ်မျိုးရှိရပေါ့နော်အဲအဲ့နှစ်မျိုးမှာကျွန်တော်ဘယ်ကောင်တက်တက်တော့အဆင်ပြေရ အဲဒီကောင်နဲ့ကဘယ်ကောင်တက်ရမလဲဆိုတာကိုယ်မှာရှိနေရင် static damage ratio နဲ့ elemental damage ratio ပေါ့မူတည်တယ်။ကိုက element များနေပြီး static နေတယ်ဆိုလို့ရှိရင် static enhancement ကိုသုံး static များပြီး element နေတယ်ဆိုလို့ရှိရင် elemental overload ကိုသုံးပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့ဖနက်မော့ကျွန်တော်ဖနက်မော့မှာ shader နဲ့ဆော့ရဆိုလို့ရှိရင်ဒီ coverage event အကောင်းဆုံးပေါ့နော်ဒီ coverage event မှာဆိုလို့ရှိရင်ကျွန်တော်တို့ damage မထီပဲ၄စက္ကန့်ကြာနေနိုင်ရင် millivolt point static damage 20%ကိုစက္ကန့်30ကြာပေးတယ်ပေါ့နော်အဲအကယ်၍ကိုက torch နဲ့ဆော့ရဆိုလို့ရှိရင်ကြတော့ ဒီ rush hour ကပိုကောင်းတယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့ hp 10%ရော်တိုင်းကျွန်တော်တို့ရဲ့ milli weapon set damage 4%တက်တယ်ပေါ့နော်ကျွန်တော်တို့ hp ကအမြင်နဲ့ဖင်ကက်အထိရော့ထားမှာဆိုတော့ဒီ effect ကကျွန်တော်တို့ cover rate 7 20%ပဲပေးရဆိုမြဲဒီ rush hour ကကျွန်တော်တို့24%လောက်အထိပေးတယ်ပေါ့နော်ရော mod အကြောင်းပြီးတော့ကျွန်တော်တို့တွဲသုံးလို့ရမယ် dvn တွေအကြောင်းဆက်ပြောမယ်ပေါ့နော်ကျွန်တော်တို့ shutter နဲ့ဆော့တယ်ဆိုလို့ရှိရင်ဒီ mini filter ကပိုလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ mini filter က enemy ကိုတစ်ချက်ချတိုင်းကျွန်တော်တို့ static damage အဲ18ရာခိုင်နှုန်းပေါင်းပေးတယ်ပေါ့နော်ကျွန်တော်80ရာခိုင်နှုန်းထိမက်ဆီမန်ရတယ်မီနီဖစ်စတာရှီကနေပြီးတော့ဆက်တက်တက်မိတ်နောက်ထော့ရွှတ်နဲ့ဆိုရင်ကြတော့ဆက်တက်တက်မိတ်ကျွန်တော်တို့မှမလို့တော့ဘူးအဲအဲ့ဒါဆိုလို့ရှိရင်ဒီ shader mating သုံးလို့ရတယ်ဒီ shader mating ကကျွန်တော်တို့ attack လုပ်လို့ရှိရင်ကြတော့ attack လုပ်ခံရတဲ့ enemy တွေက explosion damage ပိုဝင်တယ်ပေါ့နော်အဲကျွန်တော်တို့ unstable ဘုံပါ exploded element damage sorry ခရေကသူက explosion damage ပိုဝင်တာအဲ့တော့ကျွန်တော်တို့ဒီ shader mating နဲ့လိုက်တယ်ပေါ့နော် တော့ဘရိုတို့တုံးတဲ့အာမာပေါ်မူတည်ပြီးတော့ Davian နှစ်ကောင်ကစိတ်ကြိုက်ချင်းလို့ရတယ်။အဲ Shader နဲ့ဆော့တယ်ဆိုလို့ရှိရင် Mini Fisher Touch နဲ့ဆော့လို့ရှိရင် Im Shader Mate ပြင်။ကျွန်တော်နောက်ဆုံးကြံတာကတော့ Creator Effect တွေပေါ့နော်။ Creator မှာဆိုလို့ရှိရင်ကျတော့ကျွန်တော်တုံးတာဒီပထမဦးဆုံးနဲ့မှာ Anti Face ကဲ Rapid Eye ကဲတုံးတယ်။ ပြီးလို့ရှိရင်ဒုတိယတန်းမှာဒီ tactical combo သုံးတယ်ပြီးလို့ရှိရင် static enhancement သုံးပါတယ်ပြီးလို့ရှိရင်ဒီ deviation energy defense ပေါ့เนาะအဲအကယ်လို့ torsion နဲ့ဆော့ရယ်ဆိုလို့ရှိရင်ဒီကောင်ကမယူမဖြစ်ပေါ့เนาะဒီကောင်ယူဖို့အရေးကြီးတယ်ဘာလို့လဲဆိုတော့ဒီကောင်ကျွန်တော်တို့ deviant ထုတ်တိုင်းကျွန်တော်တို့ရှီးပေးတယ်ပေါ့เนาะ second 39 round တော့ရှိတယ်နောက်တတိယတန်းမှာတော့ကျွန်တော် elemental sense ဆိုရယ်ကောင်ယူတယ်ဒီ mark strike ကကျွန်တော်မယူလဲဖြစ်တယ်ပေါ့เนาะဒီကောင်က weak spot damage ပဲပေးတာလေးတန်းမြောက်မှာじゃကျွန်တော် explosive bonnet ယူတယ်ပေါ့နော်ဒီကောင်ကြောင့် ansible ပုံမှန်ထွက်တိုင်း ansible ပုံမှန် damage ကိုပေါင်းပေးတာပေါ့နော်အဲ့ဒါကတော့ကျွန်တော်အခုသုံးနေတဲ့ creator တွေပေါ့နော်ဒီနေ့ပြောပြပေးသွားတာကတော့ literature smg ကိုဘာတက်ပြီးရောဘလိုကျန်းအောင်ဆောက်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားတာပါကျွန်တော်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးသွားကြဖို့ပြောချင်ပါတယ်။ကျွန်တော် subscriber 1k ပြည့်အောင်ကြိုးစားနေတာမဟုတ်လို့အားလုံးပဲကူညီပေးကြဖို့မေတ္တာရက်ခံတင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။